မင်းရှင်များအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီလေး YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်အလဲထိုင်အားနဲ့20နှစ်မျိုးကို ပြန်လည်မြောက်ပြီးတော့မှာဖြစ်ပါတယ် share video မှာထိတ်ဆေးအားနဲ့20နှစ်မျိုးကိုလည်းသင်ပြထားပြီးပြီပေါ့နော်ဒီအလဲထိုင်အားနဲ့20နှစ်မျိုးကိုကျွန်တော်9ခု2024ရာနေစပြီးတော့ပြပြသွားမယ်ပေါ့နော်တွေ့ရရှိမှလည်းရှိသေးတယ်ပေါ့နော် ဒီမှာဆိုရင်တနည်းအရနစ်နဲ့တင်းနဲ့အလဲထိုင်အားနေတာဖြစ်ပါတယ်ခုနှစ်အလဲထိုင်6ခွန်6ရှားပြီးသွားတယ်ပေါ့နော်ပြီးရင်တော့နောက်ထပ်တစ်ပြင်မှာနစ်နဲ့3နဲ့အလဲထိုင်အားနေတာဖြစ်ပါတယ်တုံများ63ဆိုတဲ့အတွက်6အလဲထိုင်ဖြစ်တယ်ပေါ့နော်ခုနှစ်အလဲထိုင်အားနေတာဆိုရင်9အလဲထိုင်ရှားပြီးသွားတာဖြစ်ပါတယ်3 9ပေါ့နော်ခုနှစ်တစ်ပြင်မှာတော့တနည်းနဲ့မျိုးမှာနစ်နဲ့9နဲ့အဲ့ဒီနှလုံးအလဲထိုင်အားနေတယ်ပေါ့နော်6 တုံများ၆တုံများသုံးဆွဲအတွက်တုံများအလဲထိန်ဖြစ်ပါတယ်။သုံးနဲ့ခွန်းနဲ့ကိုအလဲထိန်နေရာမှာပဲတယ်ပေါ့နော်။၆နဲ့၆ဆွဲအတွက်နဲ့အလဲထိန် ဖြစ်ပါတယ်။တုံများနဲ့နဲ့နဲ့ကိုအလဲထိန်အားနဲ့အပြည့်ပေါ့နော်။အဲ့ဒီမှာတော့၄ရှစ်တစ်ဖြစ်ပါတယ်။၄နဲ့၃နဲ့ကိုအလဲထိန်ပဲတဲ့အချိန်မှာတော့၅၉ရှစ်ကိုအလဲထိန်ခြားပေးသွားတယ်။နဲ့နဲ့တုံများနဲ့အလဲထိန်ပဲတယ်ပေါ့နော်။တစ်တစ်ချောင်းဆိုရတဲ့တစ်အလေထိုင်ဖြစ်ပါတယ်။နင်းလျှောက်အလေထိုင်အားနေတာ ိုးအလဲထိုင်ရှားပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ6ကိုတုံမြောင်ပါနော်6နဲ့3နဲ့အလဲထိုင်အားနေတာဖြစ်ပါတယ်5ကိုတုံ6အလဲထိုင်ဖြစ်ပါတယ်3နဲ့5နဲ့ကိုအလဲထိုင်အားနေတာဖြစ်ပါတယ်ပေါ့နော်တုံမြောင်အလဲထိုင်ရှားပေးသွားတာဖြစ်ပါတယ်6ခုနှစ်ကို အလဲထိုင်အားနေတာတုံမြောင်အလဲထိုင်ရှားပေးသွားတယ်5တုံညာ3နေ6အလဲထိုင်အားနေတာ3အလဲထိုင်ရှားပေးသွားခဲ့တာဖြစ်ပါတယ် 6နဲ့3များအလေထိုင်အားနေတာပေါ့နော်၄အလေထိုင်3ည၄၁3အလေထိုင်အားနေတာ6အလေထိုင်6 6ခုဖြစ်ပါတယ်ပြီးရင်တော့နောက်ထပ်တစ်ပင်မှာ2 9အလေထိုင်အားနေတာ6 3ည6 3ညအလေထိုင်6 3ညကိုအလေထိုင်အားနေအဖြစ်ပေါ့နော်6 6နဲ့6အလေထိုင်ခြားပေးသွားတယ်9နဲ့အလေထိုင်အဲ့ဒီမှာတော့ကျွန်တော်6အလေထိုင် ဖြစ်ပါတယ်ခင်ဗျာ ။ Okay နောက်ထပ်ဆက်ပြီးလေ့လာကြအောင်။ဒါကျွန်တော်2024လေးရာနေစပြပထရှင်ဖြစ်တယ်ဗောနော။3 5ကိုအလေထိန်အားနဲ့အဖြစ်ဖြစ်ပါတယ်။6 6 6နဲ့6အလေထိန်ခြားပစ်သွားတယ်ဗောနော်။9 5အလေထိန်ပယ်တာဆိုရင်4အလေထိန်ခြားပစ်သွားတယ်။6 6ဒီမှာတူတူပဲဗောနော်။နည်းအလေထိန်ချပေးသွားတယ်63အလေထိန်အားနေတာဆိုရင်၄အလေထိန်ချပေးသွားတယ် တစ်တုံးကိုအားနဲ့အလဲထိန်ပေါ့နော်6အလဲထိန်ချပေးသွားတယ်ခင်ဗျာပြီးရင်တင်းနဲ့9နဲ့အလဲထိန်နေရာမှာပေးတာပေါ့နော်ကြံနေတဲ့ကနန်းချစ်လုံးထဲကတုံးများအလဲထိန်ချပေးသွားခဲ့တာဖြစ်ပါတယ်9အလဲထိန်အားနဲ့တာခွန်ခွန်ကိုခုနှစ်အလဲထိန်ချပေးသွားတယ်ဒါ2025ဖြစ်ပါတယ်ပေါ့နော်နေဦးဖြစ်ပါတယ်ပြီးရင်ကျွန်တော်တုံးများ9ကိုအလဲထိန်အားနဲ့အဖြစ်ယူတာပေါ့နော်အဲ့ဒီမှာခုနှစ်အလဲထိန်300 ၃နဲ့၅နဲ့ကိုအလေထင်အားနည်းတာဖြစ်ပါတယ်ရှစ်ကိုလေကိုအလေထင်ရှားပြီးသွားတယ်ခင်ဗျာတုံညာကိုအလေထင်အားနည်းတာ၆အလေထင်ရှားပြီးသွားတယ်တင်းနဲ့အလေထင်အားနည်းတာကြံနေတဲ့ချစ်လုံးတဲ့ကချစ်အလေထင်ရှားပြီးသွားတယ်နောက်ထပ်တစ်ပြက်မှာလေကိုအလေထင်အားနည်းတာပေါ့နော်နေအလေထင်ရှားပြီးသွားတယ်နေနေခွန်ဖြစ်ပါတယ်ခွန်နေကိုခွန်ကိုအလေထင်အားနည်းတာချစ်အလေထင်ရှားပြီးသွားတယ် တဲ့ခွန်အလေထိုင်အားနေတာတုံများအလေထိုင်ပေါ့နော်ပြီးရင်လဲတုံများအားနေတာဆိုရင်ငားအလေထိုင်ချပေးသွားခဲ့တာဖြစ်ပါတယ်โอเคဒါကတော့ကျွန်တော်ပင်ချီဖြစ်ပါတယ်ပေါ့နော်ပင်ချီကိုလောဆယ်တော့အဲဒီ20အရာလုံးဝကိုပြက်ပြင်မရှိသေးဘူးပေါ့နော်ပေါက်တွားတဲ့အပင်ရေဆိုလည်းမရှိဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီအရင်ဆုံးအနေနဲ့20နံပါတ်၄ပေါ့နော်တနည်းနံပါတ် A နဲ့ B နဲ့ပြေးလိုက်မယ်ပေါ့နော်ဒါကနံပါတ် A ဒါကနံပါတ် B နံပါတ် A ကိုအင်းဆုံးဒေတာကြည့်အောင်ပါခင်ဗျာ Okay ဒါလေးကတော့ကျွန်တော်အလဲထိုင်အားနဲ့တွေ့ဒီနံပါတ် A ဖြစ်ပါတယ်ဒီနေ့တော်များကိုခွန်ခွန်ကိုကနေစပြီးတော့ပြပေးသွားမယ်ဘာလို့2025နိစာကနေတူတူလေ့လာကြည့်အောင်ဒီတိတ်က3ချိန်စုတွေအတွက်3ပေါ့နော်3နဲ့ဒီနှစ်ပေါင်းချင်းက5ဆိုတော့အဲ့ဒီမှာ5အလေထင်အားနေတာခုနှစ်အလေထင်ရှားပြီးသွားတယ်ပေါ့နော်ခွန်ခွန်ကိုဖြစ်ပါတယ် ငါအလေထိုင်အားနေတာဆိုရင်ခုနှစ်အလေထိုင်ခုခုကိုဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီနေ့အတိုင်းပဲပါเนาะဒီခုခုကိုနေ3ဆိုတဲ့အတွက်ကြောင့်မို့3ကို3ကြိမ်ပေါင်းလာဆိုရင်ကို9နဲ့ခုနဲ့ထပ်ပေါင်းလာ16 6အလေထိုင်အားနေတာဆိုရင်နောက်ထပ်တစ်ပြည့်မှာခုခုကိုပြီးတော့ခွန်3ည3ညဆိုတဲ့အတွက်အဲ့ဒီမှာ6အလေထိုင်အားနေတာဆိုရင်3ညအလေထိုင်ချာပြီးသွားခဲ့တယ်ပေါ့เนาะโอเคကျွန်တော်ခွန်3ည3ညတပြည့်ကနေ 3ခုခုနှစ်ပင်ကိုလေ့လာကြည့်အောင်3နဲ့ခွန်ပေါင်းရှင်း30တုံညအလေထင်အားနေတာဆိုရင်သူချပြီးတော့တာက3ခွန်ခွန်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့အဲ့ဒီမှာခုနှစ်အလေထင်ဖြစ်ပါတယ်တုံညအလေထင်ပေတာခုနှစ်အလေထင်ချသွားတယ်ပေါ့နော်ဟုတ်ကဲ့နောက်ထပ်ဒီ3ခွန်ခွန်50ဆိုတဲ့အတွက်တုံညကို3ချိန်ပေါင်းတာတုံည3နဲ့ထပ်ပေါင်းတာ3 3အလေထင်အားနေတာဆိုရင်နောက်ထပ်တစ်ပင်မှာက6 9လေးဖြစ်ပါတယ် ။ Okay ဒါကြောင့်မို့ဒီတစ်ပတ်မှာလည်းကျွန်တော်တို့၃ပေတာ okay တယ်ပေါ့နော်။၃ကိုအလဲချိန်နေရာမှာပေတာ၊၉ကိုအလဲချိန်ဆိုတဲ့အတွက် okay တယ်ခင်ဗျာ။ရှစ်ကိုလေး၅လေး၄ကို၃ချိန်ဟာ၁၀နဲ့နည်းနည်းတည်းရှင်းနေပေါင်းတာ၁၀ဆိုတဲ့အတွက်၃ညအလဲချိန်ပေးမယ်ပေါ့နော်။ Okay နောက်ထပ်တစ်ပတ်မှာသူက၅၆၃ဆိုတဲ့အတွက်ကြောင့်မို့6အလဲထိုင်ဖြစ်တယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်တို့၃အလဲထိုင်ပေးတာ okay တယ်ခင်ဗျာ 963 3ရက်ဆိုတဲ့အတွက်ဒီနှစ်ကို3ချိန်ပေါင်းတာ6ဒီ9ထိန်နဲ့ပေါင်းတာ7တိအလေထိန်ပေးတာဆိုရင်689ဖြစ်တယ်ပေါ့နော်963ပြီးတော့689ဆိုတဲ့အတွက်ကျွန်တော်တိအလေထိန်ပေးတာဆိုရင်7အလေထိန်ခြားသွားခဲ့တဲ့အတွက် OK တယ်ပေါ့နော်နောက်ထပ်36 63 78 69နဲ့ပေါင်းတာ14 4အလေထိန်ပေးမယ်ပေါ့နော်နောက်ထပ်ဒီမှာနှစ်အလေထိန်ခြားပေးသွားခဲ့တယ်ခင်ဗျာနှစ်နှစ်ခွန် ဒါကြောင့်မို့ကျွန်တော်လေးအလေထိုင်ပယ်တာနှင်းအလေထိုင်ခြားသွားခဲ့တဲ့အတွက်လေးအလေထိုင်ပယ်တဲ့နှီးက OK တယ်ပေါ့နော်935 9နဲ့နှစ်ပေါင်းရှင်9ခုနှစ်အလေထိုင်ပယ်မယ်ပေါ့နော်နောက်ထပ်တစ်ပတ်မှာသူက388ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီခုနှစ်အလေထိုင်အားနည်းယူတာ OK တယ်ခင်ဗျာနောက်ထပ်3883မြ6ဆိုတဲ့အတွက်63 78 3နဲ့ပေါင်းတာ71 1အလေထိုင်အားနည်းတာဆိုရင်3တုံညာကို ဖြစ်ပါတယ်၃၃ည၉ဆိုတဲ့အတွက်၃ညအလဲထိန်ချခွဲတဲ့အတွက်ကြောင့်မို့တည့်အလဲထိန်အားနည်းယူတာအဆင်ပြေတယ်ခင်ဗျာနောက်ထပ်၇၃နဲ့၂၁တင်းနဲ့တီ၃ပေါင်းလေးပြီးခဲ့တဲ့ဘက်မှာလေးတလုံးအလဲထိန်အားနည်းတယ်လို့ဆိုလိုတယ်ဗောနောထူရှားသွားတာက၃၅နေဆိုတဲ့အတွက်ကြောင့်မို့ဒီမှာကျွန်တော်ဒီလေးအလဲထိန်အားနည်းယူတာအဆင်ပြေတယ်ဒီ၁၇ချိန်မှာ၃ည၃ချိန်၃ညကို၃နဲ့ပေါင်းတော့၃ဆိုတဲ့အတွက် ဒီနီးတာဆက်ပြီးတော့ okay မယ်ဆိုရင်၃အလေတိုင်းမရှိလို့ဘူးပေါ့နော်။ခဲပြန်ပြီးတော့ညီကြည့်အောင်ဒီနံပါတ် AD 9009ကနေပေါ့နော်။9633ဟာပေါ့နော်9009ကနေတနီးနံပါတ် A က9633ပြီးရင်3များတိ401မှပြန်ကြည့်အောင်3များတိ401ပြီးရင်43ပေါ့နော်။အဲ့တော့ဒီမှာလေဒီဒီဆက်တဲ့ချိန်မှာဆိုရင်20အရာက တုံးအလေထိန်အားနေတယ်ဖြစ်တုံးအလေထိန်အားနေတယ်ပေါ့နော် okay ဆက်ပြီးတော့နောက်ထပ်20နံပါတ် B ကိုလည်းကျွန်တော်တူတူထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်နံပါတ်2နံပါတ် B ကတော့လွယ်တယ်ပေါ့နော်ကျွန်တော်လွယ်လွယ်လေးပဲဖြစ်ပါတယ်ဒီသူချပေးသွားခဲ့တဲ့နှစ်တုံများကိုဒါထိတ်လေးပိတ်ကနန်း3လုံးပေါင်းရမယ်ပေါ့နော်ဒီနှစ်တုံများကိုကျွန်တော်ကအနောက်ကရှင်းနဲ့ဓာတ်ပေါင်းပေးရမှာဖြစ်ပါတယ် နေတုံညာကိုကနန်းသုံးလုံးပေါင်းရှင်းဆက်တိကိုရှင်းနဲ့ထပေါင်းတော့ကိုရာတွေပေါ့နော်။တနည်းအားဖြင့်ပြောရရင် သူရဲ့ပရိတ်ကိုခြားပြီးသွားခဲ့တဲ့သုံးလုံးပေါင်းရှင်းပရိတ်ကိုကျွန်တော်တို့ကရှင်းနဲ့ထပေါင်းတော့ခုနှစ်ပေါ့နော်။ဒီမှာကိုအလေထင်အားနဲ့ခုနှစ်အလေထင်ခြားသွားခဲ့တယ်။ခွန်ခွန်ကိုဆိုတော့ပေါင်းရှင်း3ပေါ့နော်။3ကိုရှင်းနဲ့ပေါင်းတာ7တိအလေထင်အားနေတာ900ဆိုတဲ့အတွက်တုံညာအလေထင် OK တယ်ပေါ့နော်။နောက်ထပ် ်ခွန်ကိုဒီရှင်းနဲ့ပေါင်းတာ15ငားအလေထိုင်အားနေတာခုနှစ်အလေထိုင်3000ခွန်ရှားသွားတယ်ဗောနော်3000ခွန်ကနန်း3လုံးပေါင်းရှင်ခုနှစ်ပရိတ်ခုနှစ်ပရိတ်ကိုရှင်းနဲ့ထားပေါင်းတာ15ငားအလေထိုင်အားနေတာ9အလေထိုင်ချာပေးသွားတယ်ဗောနော်နောက်ထပ်ဒီ16လေးကနန်း3လုံးပေါင်းရှင်က17တဲ့ကိုဒီရှင်းနဲ့ပေါင်းရှင်9ဗောနော်ဒါကြောင့်မို့9အလေထိုင်ပေးမှာ6အလေထိုင်ချာပေးသွားတယ်ခင်ဗျာ ဆိုတော့ကနန်းသုံးလုံးပေါင်းချင်း၄၄၈ပေါင်းလာသည်၁၂နိအလေထိန်အာနေတာ၈အလေထိန်၆၈ဖြစ်ပါတယ်68ခွန်3လုံးပေါင်း87ကို8နဲ့ပေါင်းတော့29 9အလေထိုင်အားနေတာဆိုရင်နင်းနေခွန်နင်းအလေထိုင်ချသွားတယ်ပေါ့နော်နောက်ထပ်တစ်ပင်နင်းနေခွန်ကဏ္ဍ3လုံးပေါင်းမယ်ပေါ့နော်ဒီထိတ်လေးပိတ်ကဏ္ဍ3လုံးပေါင်းရှင်းက73 8ကို8နဲ့ပေါင်းတော့9 9အလေထိုင်အားနေတာ8အလေထိုင်3ရှိရှိဖြစ်ပါတယ် သုံးချစ်ရှိဆိုတော့ကနန်းသုံးလုံးပေါင်းရှင်ကိုအဲ့ဒီကိုကို ရှင်းနဲ့ထားပေါင်းတာဆိုရင်စက်ခွန်ဆိုတော့ခုနှစ်အလေထင်အားနေတာတုံညာအလေထင်ကြာသွားခဲ့တယ်ပေါ့နော်နောက်ထပ်တစ်ပြင်သုံးတုံညာကိုဆိုတော့သုံးလုံးပေါင်းရှင်နှစ်ကိုရှင်းနဲ့ပေါင်းရင်30တုံညာအလေထင်အားနေတာငါးအလေထင်ကြာပြေးသွားခဲ့တယ်ပေါ့နော်သုံးငါးနှစ်ဆိုတော့ပေါင်းရှင်30တုံညာကိုရှင်းနဲ့ပေါင်းတော့ချစ်ဒါကြောင့်မို့ဒီဆက်တဲ့ချိန်မှာပါဝါတစုံ38အလေထင် မရှိဘူးပေါ့နော်တန်နီနံပါတ်ဘီကိုကျွန်တော်တူတူထပ်ပြီးပြန်ပြီးတော့ကြည့်ကြည့်အောင်ပေါ့နော်โอเคနံတန်နီနံပါတ်ဘီ6အလေထိုင်အားနေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ9355လေးလုံးကြည့်မယ်ပေါ့နော်နံပါတ်ဘီဒီဒီမှာ9355ပြီးရင်9299ပြန်ကြည့်အောင်ဒီမှာပေါ့နော်9299ဆိုပြီးရေးပြထားတယ်၃ညာ6 ဒီမှာတုံပြဆိုတော့ဒီအောက်မှာဆက်တဲ့ချိန်အတွက်ချစ်အနေထိုင်အားနေတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီ20နှစ်ခုပါပါတဆုံပေါ့နော်3ရှစ်အနေထိုင်အားနေတယ်လို့ဆိုလိုတာဖြစ်ပါတယ်ရှင်းရဗီဒီယိုမှာကျွန်တော်သင်ပြထားခဲ့တဲ့ဒီအနေထိုင်အားနေ23မျိုးပင်ရှိပေါ့နော်ကိုခုံကိုကနေစာပြထားတာဆိုရင် ကုလလောဆေလုံးဝကိုပြည့်ပြည့်မရှိသေးဘူးပေါ့နော်ကျွန်တော်ပြည့်ခဲ့တဲ့ဘက်မှာလည်းသင်ပြထားတယ်ဒီခရီးတစ်ပတ်မှာလေကျွန်တော်အလေထိုင်အားနေရ OK တယ်ပေါ့နော်ဒီတစ်ပတ်မှာ ကိုတုံညာတင်းနေကျွန်တော်မပြသေးတဲ့နောက်တစ်ခုက၄ခုဖြစ်ပါတယ်ဆိုတော့ဒီမှာ၃ရှိပေါ့နော်ဒီ2024ရာနေစပြထားတာဆိုရင်အခု2025 30ကျင်းအထိပေါ့နော်ဆက်တဲ့ကျင်းအထိဆိုရင်ကျွန်တော်၃ရှိဒီမှာတော့၄ခုပေါ့နော်ဒီ၄ခုကတော့ကျွန်တော်မတင်ပြရသေးဘူးပေါ့နော်၃ရှိ၄ခု၉တုံညာတင်းနေဒါလေးတွေအကုန်လုံးအလေထင်အားနေမယ်ဆိုရင်ကျန်နေတာကကျွန်တော်တုံညာတင်းနေ၃ လေးပါပြီဒါဆိုတော့ဒီမှာငါအလေးထင်ကြံမယ်ပေါ့နော်6ခွန်6 9ဆိုတော့အလေးထင်ကတဲ့နှလုံးပဲရှိတယ်ပေါ့နော်အဲ့ဒီအလေးထင်အားနည်းတွင်ဒီအကောင်လုံး okay မယ်ဆိုရင်အလေးထင်က9 6မှာရှောက်တလုံးပို့ပြီးအားတာသွားမလားပေါ့နော်တင်ရှောက်ကကျွန်တော်တို့ဘာဖြစ်လို့အားတာသွားတယ်လဲဆိုတော့ကျွန်တော်တို့ဒီစုံကနအလေးထင်ရှိတယ်ပေါ့နော်တော်တော် ကျွန်တော်တို့ဒီ6တီလုံးပိန်အားနေအတွက်ဒီ2024ခုနှစ်လုံးဝကိုမပြတ်သေးတာဆိုရင်6ရက်လေးထိုင်အား6တီကျွန်တော်တို့လုံးပိန်အားနေတယ်ပေါ့နော်ထိတ်လေးပိန်အားနေတာ6ဒလုံးဖြစ်နေတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာတော့စုံပရိစုံအလေးထိုင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ6တီအားနေတာတလို့ဒီမှာလည်းအားများတာတွေ့နေရတဲ့အတွက်ကြောင့်မို့ကျွန်တော်ချင်းချင်းတုံးရမှာဖြစ်ပါတယ်